င်္ဂလာပါရှင်2015ခုနှစ်မတ်လ3ရက်အင်္ဂါနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမဟိမာဆိုပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီစီစဉ်တွေကိုပဲနောက်တနေ့မနက်9:00နာရီခွဲမှတစ်ချိန်နေ့လယ်တနေ့မှတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းကိုလည်းအသိပေးအပ်ပါရစေ။ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ ိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတခြားဒေသတွေနီးတူကလေးငယ်တွေကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေအ мян ဆုံးပြန်ပြီးလုပ်ကင်ဝင်ပြီးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကမြန်မာအစိုးရကိုဒီကနေ့တောင်းဆိုလိုက်ပါတယ်။ကိုကန့်ဒေသတိုက်ပွဲတွေကြောင့်ចောင်းသားတွေစာမတင်နိုင်မဲထောင်ထဲချီတဲ့မိသားစုတွေအိုးအိမ်ဆွန့်ခွာထွက်ပြေးနေရကြောင်းဒီလိုအခြေအနေမျိုးမှာအသက်6လကနေ15နှစ်အရွယ်ကလေးငယ်တွေအတွက် ဝတ်သက်နဲ့ဂျိုင်သိုးလိုကူးဆက်တတ်တဲ့ယောဂါတွေဟာထက်ဆင်အနေရဖြစ်နေတဲ့အကြောင်းလဲကြေညာချက်မှာဖော်ပြထားပါတယ်။ကိုကန့်ဒေတာမှာတိုက်ပွဲတွေမဖြစ်ပွားခင် စုစုပေါင်း123ရွာကကလေးငယ်တွေကိုကာကွယ်ဆေးထိုးပေးနိုင်ရပေမဲ့တိုက်ပွဲတွေကြောင့်ရန်နာခဲ့ရပြီးရွာ17ရွာမှာကာကွယ်ဆေးထိုးဖို့ကြံနေသေးတယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲကိုကန့်တိုက်ပွဲကြောင့် တရုတ်နိုင်ငံလီကန်မြို့ကိုထွက်ပြေးရောက်ရှိလာတဲ့မြန်မာနိုင်ငံသား14000ကျော်ကိုစားနပ်ရိက္ခာနဲ့ဆေးဝါးကုသရေးအကူအညီတွေပေးနေတယ်လို့မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကကြေညာချက်ထုတ်ပြန်ပါတယ်။ဒါ့အပြင်ကိုကံပြည်တနာမှာတရုတ်နိုင်ငံသားတဦးတယောက်မှမပါဝင်ကြောင်းတရုတ်မြန်မာဆက်ဆံရေးထိခိုက်စေမဲ့လုပ်ရက်တွေကိုဘယ်လက်နက်ကိုင်အဖွဲ့ကမှခွင့်ပြုထားတာမရှိကြောင်းလဲကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ ကျောင်းသားသပိတ်စစ်ကြောင်းကိုဆက်လက်ပိတ်ဆို့ထားမယ်ဆိုရင်အစာငတ်ခံဆန္ဒပြသွားမယ်လို့ပဲခူးတိုင်းလက်ပဒန်းမျိုးကိုရောက်နေတဲ့ဒီမိုကရေစီပညာရေးစစ်ကြောင်းကကြီးညာလိုက်ပါတယ်။လက်ပဒန်းမျိုးအောင်မြေပိတ်မှန်ဖုံးနီးကြောင်းအနည်းကလမ်းတွေပေါ်မှာဒီကနေ့ညနေပိုင်းကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။သပိတ်မောက်ကျောင်းသားတွေဟာဒီကနေ့မနက်ပိုင်းကလက်ပဒန်းမျိုးအောင်မြေပိတ်မှန်ဖုံးနီးကြောင်းကနေစတင်ထွက်ခွာလာရမှာရဲအင်အား900လောက်ကလမ်းကိုပိတ်ဆို့တားဆီးလိုက်ပါတယ်။ မနက်ပိုင်း7:00နာရီခွဲလောက်မှာရဲတွေနဲ့တပိတ်စစ်ကြောင်းအကြားရုံရင်ဆံကဖြစ်ပွားပြီးကျောင်းသားတွေနဲ့တန်ဃာတော်တွေကအစာငတ်ခံထိုင်တပိတ်ပြုလုပ်ခဲ့ပါတယ်ကျောင်းသားတွေတောင်းဆိုထားတဲ့အချက်၈ချက်နဲ့ပတ်သက်ပြီးဗကိုးတိုင်းလုံခြုံရေးနယ်နယ်စပ်ရေးရာဝန်ကြီးကကျောင်းသားကောင်းဆောင်တွေနဲ့ဆွေးနွေးခဲ့ပါတယ်။ဒီလိုဆွေးနွေးရမှာတာယာဝတီမျိုးအထိလမ်းလျှောက်ချီတက်မဲ့ကိစ္စကိုသဘောမတူကြောင်းနဲ့ ကျောင်းသားတွေအနေနဲ့လမ်းပေါ်မှာဆန္ဒပြနေတာကိုရက်တက်ပြီး အောင်မြေပိတ်မှန်ဖုန်ကြီးကျောင်းတွေကိုပြန်ဝင်ကြဖို့နယ်လုံးဝင်ကြီးကတောင်းဆိုခဲ့တယ်လို့သိရပါတယ်ရှင်။ငိမ့်ညမ်းစွာခြိတက်နေတဲ့တပိတ်မှောက်ကျောင်းသားတွေနဲ့ကြိုးဆိုထောက်ကန်တဲ့ကျောင်းသားပြည်သူတွေကိုဒေသခံအာဏာပိုင်တွေအနေနဲ့အကြမ်းဖက်အင်အားသုံးပြီးမဖြိုခွဲဖို့နဲ့ငိမ့်ညမ်းစွာဖြည့်ရှင်ပေးဖို့လူပေါင်းသက်ဒီမိုကရက်တစ်ပါတီကကြီးညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။လေဗနန်မြို့မှာတပိတ်မှောက်ကျောင်းသားတွေကို ဒေသခံရဲတပ်ဖွဲ့ကပိတ်ဆို့ထားပြီးရန်ကုန်မန္တလေးစတဲ့မြို့ကြီးတွေမှာဆန္ဒပြနေခြင်းတရားဝင်နိုင်ငံရေးပါတီတခုအနေနဲ့အခုလိုပထမအဦးဆုံးကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။လူပေါင်းတပါတီအနေနဲ့လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုထောက်ခံခဲ့ကြောင်း လေးဝင်ဆိုင်တွေ့ဆုံဆွေးနွေးရေးသဘောတူညီချက်ကိုအာဏာပိုင်အဆင့်ဆင့်ကအေးချမ်းအောင်မြင်စွာလှုပ်ဆောင်သွားဖို့လိုအပ်ကြောင်းမလ၂ရက်နေ့မနေ့ကအကြောင်းသားတွေထုတ်ပြန်ခဲ့တဲ့ကြေညာချက်ပါအချက်၈ချက်လေးဝင်ဆိုင်တွေ့ဆုံဆွေးနွေးပွဲရလဒ်ကိုငြိမ်းချမ်းအောင်မြင်စွာဖော်ဆောင်နိုင်ရေးစောင့်ကြည့်သွားဖို့တင်ပြချက်သာဖြစ်ကြောင်းလဲလူမောင်သက်ပါတီရဲ့ကြေညာချက်မှာဖော်ပြထားပါတယ် လူပေါင်းသက်ဒီမိုကရက်တစ်ပါတီဟာ1988ခုနှစ်လူမှုအုံကြွားမှု နောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့ဒုတိယအင်အားအကြီးဆုံးပါတီကြီးဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာပြည်ပအခြေစိုက်လှုပ်ရှားခဲ့ပြီးအနည်း20ကျော်အကြာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကတရုတ်ဝင်ပါတီအဖြစ်ပြန်လည်မှတ်ပုံတင်ခဲ့တဲ့နိုင်ငံရေးပါတီလည်းဖြစ်ပါတယ်ရှင်။လဗရန်မြို့ကနေရန်ကုန်မြို့ကိုဆက်လက်ထွက်ခွာမဲ့ပင်မကျောင်းသားတပိတ်စစ်ကြောင်းကိုရဲတပ်ဖွဲ့ဝင်တွေကဒီကနေ့မနက်9:00နာရီလောက်ခန့်ကစတင်ပိတ်ဆို့ခဲ့ပါတယ်။ ။ចောင်းသားတွေကညနေပိုင်းမှာတရဏဂုံတင်ပြီးပိတ်ဆို့မှုတွေကိုဖယ်ရှားမပေးရင်ထိုင်သပိတ်နဲ့အစာငတ်ခံဆန္ဒပြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ RFA တရဏောင်မတ်ဝေရံမူမြင့်ကလက်ပတန်းကအခြေအနေတွေကိုစုစည်းတင်ပြထားပါတယ်ရှင်။ဒီနေ့မနက်9:00နာရီကျော်မှာတာယာဝရီမြို့ကိုဆက်လက်ခြိတက်ဖို့အောင်မြေဘိမှန်ចောင်းတိုက်ကចောင်းသားတပိတ်စစ်ចောင်းထွက်ခွာရာမှာ ကျောင်းသားအနီးတန်250လမ်းထိပ်မှာရဲလုံခြုံရေးအင်အား900ကျော်လောက်ကပိတ်ဆို့ထားခဲ့ပါတယ်။ပြည်ပြည်လည်လည်ပဲအေးဆေးဆေးဖြစ်သွားခြင်းပါတယ်။ကျွန်တော်တို့ဘယ်တော့မှကျောင်းသားတွေကမဆိုင်ဆိုင်နဲ့ပါဘူး။ပြည်တနာများဖြစ်တော်မလာစေ။ဒီပါကူညီဝန်ရနေခြင်းနေခြင်းသာဖြစ်ပါသည်။ရဲတပ်ဖွဲ့ကကျောင်းသားတွေကိုဆက်လက်ထွက်ခွာခွင့်မပြုတော့ဘဲဝန်းရံပိတ်ဆို့ထားလိုက်ပါတယ်။မနက်7:00နာရီကျော်မှာကျောင်းသားတပိတ်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့အကြားနှစ်ဖက်ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ကចောင်းသားတွေကို6နာရီအတွင်းလူစုခွဲဖို့ပြောကြားလိုက်ပြီးចောင်းသားတွေနဲ့တပိတ်စစ်ចောင်းမှာလိုက်ပါလာတဲ့တန်ဃာတော်တွေကအစာငတ်ခံဆန္ဒပြဖို့ဆုံးဖြတ်လိုက်ပါတယ်။အစာငတ်ခံဆန္ဒပြဖို့အကန့်အသတ်နဲ့တိုက်ဖို့အစီအစဉ်ရှိတယ်။ အဲပြီးတော့ကျွန်တော်တို့ဒီမှာလမ်းမဖယ်မချင်းကျွန်တော်တို့အနေနဲ့ရင်ဆိုင်ထားဖို့လောလောဆယ်ပဲဆုံးဖြတ်တယ်။လူစုခွဲပြေးဖို့ကတော့ကျွန်တော်တို့အစီအစဉ်မရှိဘူး။ကျွန်တော်တို့ဆက်ပြီးလုပ်မယ်။6နိုင်ကျော်လို့ခုနကသူတို့အကြမ်းဖျုပ်ခွဲရဆိုလို့ရှိရင်ကျွန်တော်တို့အကြမ်းဖျုပ်ခွဲမှုဟိုပြန်လည်ရင်ဆိုင်မယ်။ဒါပေမဲ့ကျွန်တော်တို့ကပြန်လည်အကြမ်းဖျုပ်မှာပေါ့။ရင်ဆိုင်မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါမမားဘူးဆိုတော့တက်တည်ပြရတယ်။အထူးထူးတက်တည်စိုက်ထူတဲ့အနေနဲ့ကျွန်တော်တို့အောက်ဆိုချက်တွေလက်ဆက်မှာအလျှော့မပေးဘူးရင်ဆိုင်မှာဖြစ်တယ်။ကျွန်တော်တို့ကပြန်လည်အကြမ်းဖျုပ်မှုကိုရုံးရင်ဆိုင်ကဖြစ်နေဖို့မလိုလားဘူးရှောင်ရှားမယ်။တိုင်းတယ်များသူတို့ညှိနှိုင်းပြီးကျွန်တော်တို့ဆောင်ရွက်နေတယ်။ညှိနှိုင်းတာကမှလက်မခံဘူးဆိုလို့ရှိရင်သူတို့အကြမ်းဖျက်တယ်ဒါ ါဒီလိုအစိုးရအနေနဲ့တောင်းဆိုရတာမနေ့ကဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဦးသက်ထွန်းနဲ့တွေ့ဆုံရမှာတောင်းသားတွေကအချက်၈ချက်ကိုတောင်းဆိုခဲ့ပါတယ်တပိတ်စစ်ကြောင်းဟာတာယာဝတီမြို့ကိုလမ်းလျှောက်ခြိတက်မှာဖြစ်ပြီးတာယာဝတီကနေရန်ကုန်မြို့ကိုကားနဲ့သွားရောက်ဖို့ရန်ကုန်ကိုကားနဲ့သွားရမှာတောင်းသားတမကအလံလွှင့်ထူဖို့နဲ့တပိတ်စစ်ကြောင်းမှာဖွင့်ခဲ့တဲ့တခြင်းတွေကိုဆက်လက်ဖွင့်ဖို့ရန်ကုန်ကိုတပိတ်မောက်တောင်းသားတွေရောက်ရှိချိန်မှာရွှေတကုံဖျားနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်းကကျောင်းသားတမကအဆောက်ဦးတနေရာမဟုတ်တနေရာမှာတွားရောက်ခွင့်ပြုဖို့စတဲ့အချက်၈ချက်ကိုကျောင်းသားတွေကတောင်းဆိုထားပါတယ်ကျွန်တော်တို့မနေ့ကတော့ကျွန်တော်တို့ရဲ့ခေါင်းဆောင်မယ်ဆိုဒီကြီးကပြဆိုမယ်ဆိုခေါ်သွားတာရှိတယ်ကျွန်တော်တို့ကတော့ ကျွန်တော်တာဝန်လူဆက်ထပ်မယ်ဆိုတာပေါ့အချက်ချက်ချက်တောင်းတာရှိတယ်။အဲ့တော့သူတို့ကကျွန်တော်တို့စောင့်မအောင်ဆိုပြီးမင်းညနေရစပြီးတော့အချိန်ဆွဲနေတာစိန်ဆွဲနေတဲ့အတွက်မနေရဘူးကဆိုတနေကုန်ပြီးတော့ဒီမျက်လုံးအချိန်ဆွဲလာတဲ့အတွက်ကျွန်တော်တို့လည်းဒါဒီသူတို့စေတနာမှန်ကျွန်တော်တို့ရအောင် ပေးရမှာပဲဆိုတော့ဟိုဆုံးနေတော့ကျွန်တော်ထွက်လာတော့နော်နေ့လယ်ပိုင်းတနားရီဝန်းကျင်မှာလက်ဗရန်မျိုးတန်ကမဟာနာယကအဖွဲ့ကတပိတ်စစ်ကြောင်းကိုကြောင်းနိုင်အတွင်ပြောင်းဝင်ဖို့မိန့်ခဲ့ပါတယ်။ကြောင်းသားကိုယ်စားလှယ်တန်ကတော့နှစ်ပါးဟာ ို့နယ်တန်ကနာယကဆရာတော်ရင်းနဲ့အတူနယ်လုံးဝင်ကြီးနဲ့ထပ်မံဆွေးနွေးဖို့လိုက်ပါသွားခဲ့ပါတယ်။နေ့လယ်မှာပဲတပိတ်စစ်ကြောင်းကိုကူညီဖို့လာရောက်တဲ့ကြက်ချင်းနေရင်ကိုရဲတပ်ဖွဲ့က ဝင်ခွင့်မပြုဘဲတားဆီးခဲ့ပါတယ်ကျွန်တော်တို့လူနာတင်ကကျွန်တော်တို့ဒီမှာမူးတဲ့ကလေးတွေရှိရဲနှာခေါင်းသေးယူတဲ့ကလေးတွေရှိရဲအဲ့ဒီအတွက်ကိုကျွန်တော်တို့လူနာတင်ကဒီမှာကျမ်းမိုက်ဆောက်ချဖို့အတွက်ဝင်ရင်းနဲ့ဒီလူမှုရေးဆောက်ချတဲ့အသင်းတွေကအဲ့တော့ဝင်ရင်းတော့ကျွန်တော်တို့ဝင်ခွင့်မပေးဘူးဝင်ခွင့်မပေးဘဲနဲ့တားဆီးထားတယ်ကျွန်တော်တို့ဝင်ခွင့်တောင်းတယ်ကျွန်တော်တို့ဘက်ကလည်းလူထည့်ပေးပါရဲဘက်ကလည်းယုံလူထည့်ပေးကျွန်တော်တို့တရှာသွားယူမယ်လို့ပြောတယ်အဲ့တော့အခုဒီဝင်ခွင့်မပေးဘူးဒါလူခွင့်ရေးချိုးပေါက်တာကျွန်တော်တို့ဒါចောင်းသားတွေကိုတတ်တာပဲညနေ3:45လောက်မှာပေးထားတဲ့အချိန်နီးလာပြီဖြစ်တာကြောင့်

ဆန္ဒပြကြပါရရှင်။မဝေရံမှုမြင်ရတင်ပြခဲ့တာပါရှင်လက်ဗရန်မြို့အောင်မြေဗိမှန်ကျောင်းနိုင်ဤမှာအစာငတ်ခံဆန္ဒပြနေတဲ့သပိတ်မောက်ကျောင်းသားတွေကိုအကျန်းဖတ်မဖြိုခွဲဖို့အတွက်ရန်ကုန်မြို့နယ်မန္တလေးမြို့တွေမှာမြို့ကန်တွေနဲ့ကျောင်းသားတွေဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်ကိုကျော်ထွန်းနိုင်ကတင်ပြထားပါတယ်ရှင်ကျောင်းသားတွေအော်ရီအော်ရီကျောင်းသားတွေအော်ရီအော်ရီ ဘူးလုံးရှိလုံးရှိအမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့အတွက်လက်ဗရန်မြို့မှာရောက်ရှိနေတဲ့သပိတ်မောက်စန္ဒပြចောင်းသားចောင်းသူတွေကိုအကြမ်းဖက်မဖြိုခွဲဖို့ចောင်းသူចောင်းသားတွေနဲ့ရန်ကုန်မြို့ကန်တွေစုစုပေါင်း100နီးပါးလောက်ဟာရန်ကုန်မြို့မြို့တော်ခန်းမရှိမှာစန္ဒပြတောင်းဆိုခဲ့ကြတာပါဒီနေ့လက်ဗရန်မှာရှိနေတဲ့ကျွန်တော်တို့အစမတန်အင်အားသုံးပြီးတော့မှကျွန်တော်တို့အနိုင်ကျင့်ခံဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ကျွန်တော်တို့ရဲ့မြေကိုတော်ចောင်းသားတွေကိုကျွန်တော်တို့ ထောက်ခံကြောင်းကျွန်တော်တို့အကြမ်းဖက်မှုညီပြီးနေနေအကြမ်းဖက်မှုပေါ်မှာကျွန်တော်တို့မလွန်လားကြောင်းကန့်ကွက်တဲ့ဆန္ဒထုတ်ဖို့ဖြစ်ပါတယ်အစိုးရကိုကျွန်တော်ပြောချင်ပါတယ်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုခင်ဗျားတို့အချိန်ရှိပါသေးတယ်ကျွန်တော်တို့မြေသူကမှကျွန်တော်တို့ရန်လိုတဲ့စကားတွေကျွန်တော်တို့အပြတ်သဘောဆောင်တဲ့စကားတွေပြောနေတာမဟုတ်ပါဘူးချောင်းသားတွေကအေးအေးချမ်းချမ်းနဲ့တပိတ်ကိုရန်နာဖို့အတွက်ရန်ကုန်ကိုလာခွင့်ပြုဖို့တောင်းဆိုနေတာဖြစ်ပါတယ်ဆိုတော့ အေးစစ်စစ်နဲ့ဖြည့်ရှင်းလို့ရတဲ့ကိစ္စကိုအချိန်မလွန်ခင်မှာအေးစစ်စစ်ဖြည့်ရှင်းဖို့ကျွန်တော်တို့လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကိုရန်ကုန်မြို့တွင်းဝင်ရောက်ခွင့်ပြုဖို့ကိုလည်းစန္ဒပြကျောင်းသူကျောင်းသားတွေကတောင်းဆိုခဲ့ကြပါတယ်ကျွန်တော်တို့တိတိရှိနားလည်ထားတာကတော့ကျွန်တော်တို့ငွေကလေးပါလာတဲ့ဖွင့်ရေးဖြစ်တဲ့လွတ်လပ်စွာပေါ်ဆိုခွင့်လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တွေကိုကျွန်တော်တို့ကဟောဒီနေရာကနေဆန္ဒထုတ်ဖော်တောင်းဆိုနေတာဖြစ်တယ်။ကျောင်းသားတွေကလည်းကျွန်တော်တို့တိုင်းပြည်လုံးမှာရှိတဲ့ကျွန်တော်တို့ပညာရေးစနစ်ကိုတောင်းလဲခြင်းလုံးတော့ ကျွန်တော်တို့လမ်းပေါ်တဆန်လာပြနေတာဖြစ်တယ်။အဲ့တော့လမ်းပေါ်တဆန်လာပြနေတဲ့ကြောင်သားပြည်သူတွေကိုသူတို့ကဒီလိုချင်းကြောက်မယ်အချားဖတ်မယ်ဆိုလို့ရှိရင်ဟောဒီလိုဒူဒူကလည်းဒင်းကန်နေမှာမဟုတ်ပါဘူး။ကျွန်တော်တို့ဒီနေ့အစပထမနေ့ပဲရှိပါသေးတယ်။ကျွန်တော်တို့မန္တလေးမှာလည်းဒီလိုဆန်လာတောက်ပေါ်ပဲရှိပါတယ်။မန္တလေးမြို့မှာလည်းမြို့ကန်တွေနဲ့ကျောင်းသူကျောင်းသားတွေပူးပေါင်းပြီးမန္တလေးမြို့ကျောင်းပေးမှာအချမ်းပတ်ဖြုတ်ခွဲတာတွေမလုပ်ဖို့တောင်းဆိုခဲ့ကြပါတယ်။အခုဆန်လာပြနေတဲ့ကလေးတွေတော့ကျွန်တော်တို့သားသမီးရွယ်တွေပါ။ တော်တို့သားသမီးတွေအရွယ်တွေသားသမီးချင်းကိုချင်းစာစိတ်အပြည့်နဲ့ဒါကျွန်တော်တို့မခံရနိုင်လို့ကိုထပြီးတော့ကျွန်တော်တို့မိဘပြည်သူတယောက်နေနဲ့ထပြီးထိုင်သွေးဆန္ဒပြတာပါဘာလို့လဲဆိုတော့အခုကကလေးတွေမှာလက်နဲ့မပါဘူးအဲ့တော့တခြားမပါတဲ့ကလေးတွေကိုဓာလန်လက်နဲ့တနက်တွေနဲ့ဒိုင်းတွေနဲ့တားသီးပြီးတော့ပိတ်ပင်နေတာမနေ့ကဆိုကြောင်းသူလေးတယောက်ကိုရိုက်ရိုက်နေမှုထိဖြစ်သွားတယ်အဲအကျန့်ဖက်ပြီးတော့အဲ့လိုတားသီးတာကိုကျွန်တော်လုံးဝလက်မခံနိုင်ပါဘူး မန္တလေးမြို့ကဆန္ဒပြပွဲကိုမန္တလေးတိုင်းဒေသကြီးလုံခြုံရေးနဲ့နေဆက်ရေးရဝန်ကြီးဒုတိယဗိုလ်မှူးကြီးအောင်ကျော်မိုးနဲ့ရဲမှူးကြီးဦးဟန်နှွန်းတို့ကအချိန်အကန့်အသတ်နဲ့ဆန္ဒပြဖို့လာရောက်ပြောကြားခဲ့ပါတယ်။စုစုပူပူစုပူမှုတွေဖြစ်လာအောင်ရဲတွေကဖန်တီးပြီးမှအချမ်းဖက်ဖြိုခွင်းဖို့စူးစမ်းတာတွေကိုကျွန်တော်တို့ပြင်းပြထန်ထန်ရှုတ်ချတယ်။ပြီးတော့အစိုးရအနေနဲ့ဒီပြဿနာတွေအားလုံးကိုအမြန်ဆုံးမှန်မှန်ကန်ကန်ဖြေရှင်းပေးဖို့ကျွန်တော်တို့တောင်းဆိုတယ်။ဒီရဲချက်တွေနဲ့ကျွန်တော်တို့ဒီနေ့ထိုင်တဲ့ဘက်ကိုပြေလို့ရတာဖြစ်ပါတယ်။မကောက်ကူမုံရွာနဲ့ပသိမ်မြို့တွေကကျောင်းသူကျောင်းသားတွေနဲ့ ဒေသခံတွေကလည်းလက်ပန်းမျိုးကိုရောက်ရှိနေတဲ့ဆန္ဒပြကျောင်းသူကျောင်းသားတွေကိုရဲတပ်ဖွဲ့ကအင်အားသုံးတားသိနေတာကိုဖယ်ရှားပေးဖို့နဲ့အကြမ်းဖက်ဖြိုခွဲတာတွေမလုပ်ဖို့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်ခင်ဗျာ။ လူမျိုးရေးဘာသာရေးခွဲခြားမှုနဲ့ဘာသာကြားလူနည်းစုတွေအပေါ်အကြမ်းဖက်မှုတွေကိုအားပေးအားမြောက်ဖြစ်စေနိုင်တဲ့လူမျိုးဘာသာဆိုင်ရာတားဆီးကန့်သတ်တဲ့ဥပဒေမျိုးကိုပယ်ချဖို့ဒါမှမဟုတ်ရင်ပြင်ဆင်ပေးဖို့မြန်မာလွှတ်တော်ကို Amnesty International အပြည်ပြည်ဆိုင်ရာလူငင်းချမ်းသာဝင်အဖွဲ့နဲ့ ICJ နိုင်ငံတကာတရားသူကြီးများကော်မရှင်အဖွဲ့ကဒီကနေ့တောင်းဆိုလိုက်ပါတယ်လွတ်တော်မှာဆွေးနွေးနေတဲ့ဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးဥပဒေကျမ်း၄ခုမှာ ဘာသာရေးလူမျိုးရေးနဲ့ကြားမဒန်းတူအခွင့်အရေးတွေကိုအကြီးအကျယ်ခွဲခြားကန့်သက်တဲ့ပုံမှန်တွေပါဝင်နေကြောင်းဒီချက်တွေကိုမြန်မာလွှတ်တော်ကဆွေးနွေးဖို့မသင့်သလိုပယ်ချဆန့်ကျင်ရမှာဖြစ်ကြောင်း Amnesty International အဖွဲ့ရဲ့အာရှပစိဖိတ်ဆိုင်ရာညွှန်ကြားရေးမှူး Richard Bennett ကပြောပါတယ် ဒီဥရေတွေပြတ်ထန်းလိုက်မယ်ဆိုရင်လူနည်းစုပါသားကြားနဲ့တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေပြည့်စည်ဆုံးရှုံးရမှာဖြစ်တယ်လို့လူအခွင့်အရေးချိုးဖောက်မှုတွေကိုလည်းအစိုးရကိုယ်နိုင်ကပါဝင်အားပေးချိုးဖောက်ရာကြာနိုင်တဲ့အကြောင်း ICJ ရဲ့အာရှညွှန်ကြားရေးမှူး Sam Zerifier ပြောပါတယ်။ရခိုင်ပြည်နယ်မှာ တောင်ကုန်းမြို့နယ်တရားရုံးမှာအကျင့်ပြတ်ချစားမှုတွေရှိနေတဲ့အတွက်အမှုတွေကိုမှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့ဒေသခံတွေကတရားရုံးရှေ့မှာဆန္ဒပြခဲ့ကြပါတယ်။ တရားရုံးမှာပြည်တံတွေကိုရှော့ပေါ့ချမှတ်တာတွေရှိနေတဲ့အတွက်တရားစီရင်ရေးမှန်တိုင်းတင်းဆောင်းနေတာကိုအမြန်ဆုံးတက်မှတ်ပေးဖို့ဆန္ဒပြတောင်းဆိုလာလို့မြို့ကန်တွေကပြောပါတယ်တောင်ကုန်းမြို့နယ်တရားရုံးမှာတပ်သေးတွေရဲ့ထွက်ဆိုချက်တွေကိုအမှုရဲတွေမှာပြောင်းပြန်ရေးသားပြီးမှမမကန်ဆုံးဖြတ်နေတာတွေလည်းရှိတယ်လို့ဆန္ဒပြသူတွေကပြောပါတယ်။ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့သူတွေဟာတောင်ကုန်းမြို့နယ်တရားရုံးမှာကိုယ်တိုင်အမှုရင်ဆိုင်ခဲ့ကြတဲ့သူတွေလို့လည်းသိရပါတယ်ရှင်။ လာမယ့်ရွေးကောက်ပွဲမှာအသက်18နှစ်ပြည့်ပြီးတဲ့သူတိုင်းမဲပေးပိုင်ခွင့်ရှိဖို့အတွက်နိုင်ငံသားစီစီရေးကပ်ပြားပေးအပ်ပွဲကိုရန်ကုန်တိုင်းထောက်ကျမ်းမြို့နယ်မှာဒီကနေ့ကျင်းပခဲ့ပါတယ်။လာမယ့်နိုဝင်ဘာလ30ရက်နေ့မှာအသက်18နှစ်ပြည့်ပြီးတဲ့တိုင်းရင်းသားတိုင်းနိုင်ငံသားစီစီရေးရရှိဖို့အတွက် 2015ခုနှစ်ဖေဖော်ဝါရီ2015ခုနှစ်ဇန်နဝါရီလတရက်နေ့ကနေဇွန်လ30ရက်နေ့အထိလူဝင်မှုကြီးကြပ်ရေးနဲ့မှတ်ပုံတင်ဦးစီးဌာနကမိုးပွင့်အထူးစီမံချက်အမည်နဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်စီစဉ်ရေးကပြမရသေးတဲ့သူတွေသက်ဆိုင်ရာဆေးအိမ်မှုယာအိမ်မှုတွေကိုစရင်ပေးသွင်းဖို့ကြီးညာချက်ထုတ်ပြန်ထားပါတယ်။ဒါအပြင်အိမ်အောင်စုလူဦးရေစရင်မရှိတဲ့သူတွေကိုစီစစ်ပြီးထုတ်ပေးဖို့ဆောင်ရွက်နေတယ်လို့လည်းသိရပါပါတယ်ရှင်။ အာရှတိုက်ကအမျိုးသမီးတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုပတ်သက်ပြီးတော့ဆွေးနွေးပွဲတစ်ခုကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်မှာမနေ့ကပြုလုပ်ခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့ Rainfall အမျိုးသမီးစွန့်ရည်မြင့်တင်ရေးအဖွဲ့ပူရဲထူထောင်သူနိုင်ငံရေးအကျဉ်းသူဟောင်းမတ်စင်မာအောင်ကဥဆောင်ဆွေးနွေးခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးဟာဒီမိုကရေစီဘက်လား ပုံစံတစ်မျိုးနဲ့နောက်ထပ်စစ်အစိုးရတရက်ဖြစ်လာမလားဆိုတာမရေရာတဲ့အခြေအနေတွေရောက်နေပြီလို့မက်ဆင်မာအောင်ကပြောပါတယ်။မက်ဆင်မာအောင်ဟာအမေရိကန်ပြည်ထောင်စုကချီးမြှင့်တဲ့2022ခုနှစ်အတွက်နိုင်ငံတကာအမျိုးသမီးတတိရှင်ဆုရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။အာရှတရဲ့အညာတရအမျိုးသမီးခေါင်းဆောင်များဆိုတဲ့အမည်နဲ့ပြုလုပ်တဲ့အဲ့ဒီဆွေးနွေးပွဲကိုအမေရိကန်ပြည်အောင်စု New America Foundation မူဝါဒရေးရာ သုတေသနအဖွဲ့နဲ့ RFA လွတ်လပ်တဲ့အာရှအသံတို့ပူးရဲကျင်းပခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာဝင်ပြပါမကြခင်မိနစ်ပိုင်းတွင်မှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါကျမတို့ RFA ရုံမြင့်တန်ကြားစီစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် န်ညာအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါ။အခုအစီအစဉ်ဒုတိယပိုင်းမှာတွေ့ဆုံမေးမြန်းချက်တစ်ခုကိုအရင်ဆုံးထုတ်လွှင့်ပေးမှာပါ။အရေးပေါ်စီမံချက်အုပ်ဥပဒေပုံမှန်နဲ့မုံရွာအကျဉ်ထောင်မှာ၄ရက်ကြာထိန်းသိမ်းခံခဲ့ရတဲ့ဓာတ်ပုံသတင်းနောက်ကိုအောင်နေမျိုးဟာမနေ့ကပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်ဒီကနေ့ရန်ကုန်မြို့မြန်မာ Channel List ကွန်ရက်ရုံးခန်းမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ကိုအောင်နေမျိုးကိုကျမတို့ RFA သတင်းနောက်ကိုအောင်ကိုကိုကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။ကောင်နေမျိုးပေါ့နော်အခုနိုင်ငံတော်စီမံချက်အုပ်ဥပဒေပုံမှန်နဲ့ ခေါင်းစဉ်တက်ပြီးတော့ပေါ့နော်ခု၄ရက်ကြာထိမ့်သိမ်းခံထားတယ်လို့ထိမ့်သိမ်းလိုက်တယ်လို့ကျွန်တော်ကြားတယ်ပေါ့နော်ဟောအဲ့လိုမျိုးဖြည့်ရက်ကဘယ်နေ့ကနေပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ပေါ့နော်ဟိုဖြစ်သွားလဲဆိုတော့အချက်လောက်ရှင်းပြပြီ55နှစ်ညာတနအေလောက်မှာဒီမွေးဆွေဝနဲ့ပတ်သက်လို့ဟိုရှာဖွေခြင်းလို့ပါဆိုပြီးစိုင်တကားကိုလာခေါက်တယ်လာခေါက်ပြီးတော့ဟိုဖွင့်ပေးလိုက်တော့ကြတော့သူတို့ဒီဝရမ်းပြပေါ့မွေးဆွေဝနဲ့ပတ်သက်လို့ဒီမှာတိုင်းသာရှိတာလို့သူတို့မျိုးလာရှာတာပေါ့ဆိုပြီးရှာတယ်ရှာတော့မတွေ့ဘူး ဒီမတွေ့တော့ကြတော့ဒီပေါ့ဒီမျိုးစုံနဲ့ပတ်သက်လို့တစုံပြပစ္စည်းမတွေ့တဲ့အကြောင်းကိုအဲဒီရှာဖွေပုံစံထဲမှာဖြည့်လက်မှတ်ထိုးပေးလိုက်တယ်ဒီဖုန်းကနေလုံးသုံးတာလဲပေါ့နော်ခုသုံးနေတဲ့ဖုန်းကပါလဲအဲဒီကျွန်တော်ခိုင်ထားတဲ့ဖုန်းနေရာဆိုသူတို့သိမ်းသွားတယ်ပြီးတော့အဲကျွန်တော်သုံးတဲ့ notebook ပြီးတော့ကြတော့အဲဒီ computer system ဘုံတော့အဲဒီအရာတွေပြီးတော့ကင်မရာကင်မရာတော့သိမ်းမှုလုပ်တယ်ဒါပေမဲ့ကင်မရာကကျွန်တော်ပြောတယ်ဒီကင်မရာကြီးကမဆိုင်ဘူးပေါ့ခင်ဗျားတို့အဲဒီလိုချင် memory stick ပဲထုတ်ယူလို့ရတယ်ပေါ့နော်အဲဒါနဲ့သူတို့ memory stick ပဲထုတ်ယူသွားတယ် အယူသွားပြီးတော့ကျွန်မဟိုကျွန်တော်တို့လည်းမေးစရာလေးရှိလို့ပေါ့ခဏလိုက်ရအောင်ရတယ်အဲ့ဒါနဲ့သူတို့ခေါ်သွားလိုက်သွားတယ်ပေါ့သူတို့မေးတဲ့ဟိုနေထားရောဘာတွေအဓိကထားပြီးမေးခဲ့လဲဗျမေးတဲ့ကျွန်မကိုအဲ့လေးရဲ့အထဲမှာရောကိုအောင်နေမျိုးကိုသူတို့ဘယ်လိုမျိုးထားလဲချုပ်ထဲထဲထားတာမျိုးတော့ဘာလို့အဲ့လိုမျိုးရှိသလားဘယ်လိုမျိုးထားခဲ့လဲမေးတာတော့သူတို့ကကျွန်တော် Facebook အကောင့်မှာ တင်လိုက်တဲ့ဆိုတော့အဲ့ဒီ post group ကိုပေါ့သူတို့ရဲ့ share လိုက်တယ်ဆိုတော့အဲ့ post group ကိုပဲသူတို့ share လုပ်လိုက်တဲ့ post ကိုပဲသူတို့အဓိကမေးတယ်အဲ့ post ကဘယ်ရရဲ့ကံကိုယ်တိုင်လောက်တာလာပေါ့မဟုတ်ဘူး Facebook account ရဲ့ CEO ဂျပါကြီးဆီ share လိုက်တယ်အဲ့ဂျပါကြီးကဟိုဘာဘာလောက်တာဟိုဘယ်ဟာလည်းတည်လာပေါ့နော်ကိုအနေမျိုးကိုအခုလိုမျိုးပေါ့နော်ဒီ Facebook လူမှုကွန်ရက်မှာလူမျိုးတင်နေ share ရတယ်ဖန်လိုက်တဲ့အနေအထားပေါ်မှာနောက်ပိုင်းသတင်းတောက်ဒီအပေါ်မှာရောဟိုဟိုထီးကိုင်းပြီပေါ့နော်ဟို side effect တွေရောရှိတယ်နေတယ်လို့ကိုအကောင်မျိုးထင်သလားပြင်သလား ယ်လို့တော့သူတို့ဟိုအောင်လုပ်မယ်ဆိုတော့ထင်ဟိုအဲ့ဒါတော့ဖြစ်လာနိုင်နိုင်တာပေါ့နော်အခုလိုဖြစ်ကြပြီးတဲ့ကော်နီမျိုးကိုကျွန်တော် RFA ဒေသနာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်တပ်ပုံတည်နှောက်ကိုအောင်နေမျိုးကို RFA ကတွေ့ဆုံမေးမြန်းခဲ့တာပါရှင်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်စက်တီရက်ကွက်ကအနောက်အုတ်ချင်းဖုံးတော်ကြီးကျောင်းမှာကလေးငယ်တထောင်ကျော်ကိုမူလရန်ကနေရှစ်တန်းထိပညာသင်ကြားပေးနေပါတယ် RFA တည်နှောက်ကိုထုံးမြင့်ကတင်ပြထားပါတယ်ရှင် ချင်းဖုန်းတော်ဤတင်ပညာရေးကျောင်းမှာကျောင်းသားတထောင်ကျော်ကိုဆရာဆရာမ30နှစ်ယောက်နဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။ငငယ်ရမိဘမဲ့ပေါ့နော်ငငယ်လေးတွေအမိဘဆုံးသွားတယ်ကျွန်တော်တယောက်တည်းတောင်ချဲနဲ့ဟိုခဏပရိုက်တာကြောင့်ဒီမှာနေခဲ့ရနေခဲ့ရပြီးတော့အဲတန်အတန်းတွေတက်လာခဲ့ရတဲ့အတွက်ကိုယ်တိုင်မိဘမဲ့ရဲ့ခံစားချက်ကို နားလည်တဲ့အတွက်မိသားမဲ့ကလေးတွေစီမှာစာပြန်ပြီးတော့သင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကျောင်းကြီးဖျားတဲ့အကြောင်းနဲ့ဆက်မိပြီးတော့ကျောင်းအောင်ရောက်လာတာခြေကံပညာကိုသင်ကြားယူနေကြတဲ့ကလေးငယ်တွေဟာရခိုင်ပြည်နယ်ချမ်းပြည်နယ်ကကလေးငယ်တွေအပြင်ရွှေပြည်သာမြို့နယ်ဘက်ကအိမ်အောင်စုတကောင်စင်းမရှိတဲ့မိသားစုတွေရဲ့ကလေးငယ်တွေဖြစ်ပါတယ်အမှားရှိတာတော့တော့လက်လက်ဆယ်တန်းကြီးတော့မရှိဘူးလေ ငါတန်ဒီတန်ငါတန်တော့ရှိပဲရှိအကြောင်းရက်တက်ပြီးတော့ပြန်ဆောင်ဆိုကလေးကြတော့ရှင်းရတဲ့သူကတော့အဲဒီတန်ငါတန်ထိပဲတက်တော့ဒီရကုန်ထိရောမလာတော့လေရှင်းရတဲ့သူပြင်ပြပြန်တက်စီစီတော့ဒီကြောင်မှာဆက်ဒီကအဝေးရတယ်ဒီဖဲကြောင်နေမှာနေတယ်ဒီမှာနေတာဟုတ်တခြားကြောင်မှာနေတယ်ဒီကြောင်မှာလွားရမြားပြီးတော့တကယ်ချင်းညာနေများဆယ်ဆမ်းမရတဲ့အရင်ကောင်းအောင် င်းချကြတော့စိတ်ဝင်စားမှုတော့နေပါဟိုစဉ်းစားစဉ်းစားရပါတော့ဟိုတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတဲ့အဲဒါကြောင့်ညာလည်းပို့ပြီးတော့ဖွံ့ဖြိုးဖွံ့ဖြိုးတွေ့တယ်ပါဖွံ့ဖြိုးတွေ့တယ်ပါတော့နော်အင်္ဂလိပ်ကြတော့အေးအင်္ဂလိပ်ကြတော့ပါကြည့်ရတာတော့နည်းနည်းတော့ကိုယ်ကမြန်မာဆိုတော့ခက်တော့ခက်တာပေါ့ဒါပေမဲ့တောင်းနေအဲ့လိုစဉ်းစားရတာတမန်အရင်တော့ကြာတယ်အဲ့ကြောင့်အဲ့ဒီခိုင်းနေနေနေ Yeah, yeah. ပညာသင်ကြားပေးနေတဲ့ဆရာဆရာမ30ယောက်ကိုအစိုးရကနေတလောက်ကိုထောက်ပံ့ခြင်းအဖြစ်၄000ကျပ်နဲ့ကျောင်းနဲ့ဆရာတို့ကနေ၁000ကျပ်ထောက်ပံ့ထားပါတယ်။ကလေးငယ်တထောင်ကျော်အတွက်လက်ဆင်ရက်တီဖို့လူရှင်တွေကလည်းလူတန်းကြတာဖြစ်ပါတယ်။ဒီဆရာဆံမတွေအပေါ်မှာဘသူကအလေးနှံ့ပြဘသူကမုန်းနှံ့ပြဆိုပြီးတော့ခွေ့ရှက်မှုမထောက်ဘူးအားလုံးတပြေးသေးညီညီ သတ်မှတ်ပြီးသတ်မှတ်ပြီးတော့အဲဘုံမျိုးကငါးသုံးပြည့်အောင်ကျိုးအကျိုးကျောင်းအကျိုးဆောင်ကြီးကကောက်ဖုံရတဲ့ငွေရည်ဘုံရည်အကျိုးဆောင်တက္ကမတယောက်ကဈေးရောင်းပေးတဲ့ရရှိတဲ့ငွေရည်ဒီငွေထင်းမှငါးသုံးပြည့်အောင်ဘုံကြီးကတလားကိုသုံးသိန်းကျော်စိတ်ထုံပေးပြီးတော့ဆံမတွေအတွက်လာတော့ငါးလောင်းလောက်ပဲဘုန်းကြီးကပတ်ဖို့နေပါလေဒီငါးလောင်းဆိုတာဒီအဲ တကားလို့သိရတယ်ပဲဘာမှပုံစံလို့ရတယ်မဟုတ်ဘူးအဲ့တော့ဒီဆရာလေးဒီဆရာဆရာမတွေဟာစေရနာဝါဒနာအနိုင်နာခံနေတဲ့အတွက်ကြောင့်ဘုန်းကြီးရေရှက်ဟာပန်းတယ်ဟာအောင်မြင်မှုရှိတယ်လို့ဘုန်းကြီးကတော့အဲ့လိုပဲကောက်ချက်ချမှာ ဟိုကျမလည်းလောဆယ်ကျမကွာလူလို့ဆိုတော့လေမိဘတွေတူတူဆိုတော့ဟိုလူကောမလဲမိဘနဲ့ကြတော့ကွာနေရဆိုတော့ဓာတ်စာတွေဘာတွေမိဘတွေအဲ့လောက်မပြောဘူးလေကိုတက်နိုင်တဲ့လောက်သေးပေါ့သူတို့ဘက်ကကူညီပေးတယ်ဆိုတော့ကျမအနေနဲ့ကတော့ဒါမိသားစုနဲ့အဆင်ပြေတယ်ဒါပေမဲ့တယောက်တည်းနေမယ်ဆိုရင်တော့အဆင်မပြေဘူးဆိုတယ်အဲ့ဒီဖုန်းတော်ကြီးကြောင်းမှာခြေကံပညာကိုမူလာတန်းကနေစစ်တမ်းအထိပညာသင်ကြားပြီးနောက်ဆွေပြည်သာမြို့နယ်အမှတ်၁ခြေကံပညာထက်တန်းကြောင်းမှာကျောင်းဆက်တက်နိုင်ဖို့အတွက်ဆရာတော်အနေနဲ့ဆောင်ရွက်ပေးထားပါတယ်။ လွန်ခဲ့တဲ့2010ခုနှစ်မှာပြည်တွင်းကအလှရှင်တွေနဲ့ဂျပန်အစိုးရတို့ပူးပေါင်းပြီးကျောင်းနဲ့ကျောင်းအုံသုံးဆောင်ပစ္စည်းတွေကိုစောက်လောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ RFA ရုံမြန်တန်းညာစီစဉ်တွေကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်။အခုဆက်ပြီးအပတ်စဉ်အင်္ဂါနေ့တိုင်းထုတ်လွှင့်နေတဲ့အာရှသတင်းမြင့်ဝင်းဆောင်အစီအစဉ်ကိုရှုစားရမှာပါ။ RFA ဝိုင်းတော်သားကိုခမောင်စိုးမင်းကတင်ဆက်ထားပါတယ်ရှင်။ RFA ရုံမြန်တန်းညာပေးတံများမင်္ဂလာပါခင်ဗျာ။နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမယ်။အာရှသတင်းမြင့်ဝင်းဆောင်ကဏ္ဍကိုစတင်ပါမယ်။ပထမဆုံးတိရီလင်္ကာနိုင်ငံဘက်ကသတင်းနဲ့စတင်ပါရစေ။တိရီလင်္ကာအစိုးရတဲ့အနေနဲ့ နိုင်ငံအတွင်းကတရုတ်ယင်းနှိမ့်နံမှုစီမံကိန်းအလုံးကို ပြန်လည်ဆန်းစစ်လေ့လာနေပြီးဘယ်စီမံကိန်းကိုမှဆက်ပြီးလှုပ်ခွင့်ပေးဦးမှာမဟုတ်သေးဘူးလို့တောက်ကြနေကပြောကြားလိုက်ပါတယ်။အရင်အစိုးရလက်ထက်ကတရုတ်နဲ့ချုပ်ဆိုခဲ့တဲ့ဒေါ်လာသန်းပေါင်း1500ယင်းနှိမ့်နံထားတဲ့ကိုလံပိုမြို့တော်စိတ်ကန်းစီမံကိန်းအပါအဝင်တရုတ်နဲ့ပတ်သက်တဲ့စီမံကိန်းအလုံးကိုပြန်လည်သုံးသပ်နေပြီလို့ဆိုပါတယ်။အရင်သမရလက်ထက်က အခြေခံအဆောက်အုံတွေပါဝင် နိုင်ငံရေးစီးပွားရေးကဏ္ဍတွေမှာတရုတ်လှမ်းမိုးတာခံရတဲ့အတွက်အိန္ဒိချင်းအိန္ဒိယနိုင်ငံကစိုးရိမ်လာခဲ့ပါတယ်။အဲဆက်လက်ပြီး ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းအရထိုင်းနိုင်ငံမှာဘရင်ခမီးခမဲဟောင်းကိုဘရင်ကိုအကြီးညိုပြက်စီမှုနဲ့ကြာသာပတိနေကဖမ်းဆီးခဲ့ပါတယ်။တော်ဝင်မိသားစုနဲ့ပတ်သက်လို့အတိအပြည့်ပြောင်းအောင် ပြောဆိုမှုခဲ့တယ်ဆိုတာဝန်ခံခဲ့ပြီးတဲ့နောက် ဖမ်းဆီးချုံနှောင်လိုက်တာဖြစ်ပါတယ်။အိမ်ရှိမင်းသားဗီဇီယာလောင်ကွန်ရဲ့ဇနီးဟောင်းစရိယာစမီရဲ့မိဘတွေအဖမ်းခံရတာဖြစ်ပါတယ်။သူတို့မိသားစုဟာအာဂရီလိုက်စားမှုတစ်ခုမှပါဝင်ပတ်သက်ခဲ့တယ်လို့မှနစ်ကဆွဆွဲခံခဲ့ရပါတယ်။ဘရင်ချွေးမဟောင်းနဲ့ဆွေတော်မျိုးတော်တော်သူနောက်တစ်ယောက်ကလည်းထောင်လိုင်းရဲ့အကြီးအကဲဟောင်းဖြစ်ခဲ့ပြီးရာဇဝတ်ဂိုင်းတွေတရားမဝင် လောင်းကစားပွဲတွေနဲ့ပတ်သက်တဲ့အတွက် ထောင်ဒဏ်နှစ်ရှည်ချမှတ်တာခံခဲ့ရပါတယ်။အဲတဆက်တဲ့အင်ဒိုနီးရှားဘက်ကသတင်းမှာဆိုရင်အင်ဒိုနီးရှားနိုင်ငံမှာမူရစေဝါမှုနဲ့တေတံချမှတ်ခံခဲ့ရတဲ့ဩစတြေးလျနိုင်ငံသားနှစ်ဦးရဲ့သတင်းကို ရေးသားခဲ့သူဩစတြေးလျသတင်းတောက်ကိုအင်ဒိုနီးရှားအနာပိုင်တွေကကြာသပတေးနေ့ကနှင်ထုတ်လိုက်ပါတယ်။ဗီဒိန်ချေးဆိုင် Daily Mail သတင်းစာရဲ့အမျိုးသမီးသတင်းတောက်ဟာသတင်းတောက်ဗီဇာမပါဘဲသတင်းရယူခဲ့တဲ့အတွက် အခုလိုပြည်နှံတန်းပေးလိုက်တာလို့အင်ဒိုနီးရှားအစိုးရအရာရှိတွေကပြောပါတယ်။အဲ့ဒီသတင်းတော့ဟာတေရန်ချမှတ်ခံခဲ့ရတဲ့ဩစတြေးလျနိုင်ငံသားနှစ်ဦးရဲ့ဆွေမျိုးတွေနဲ့ဂျာဘာကျွန်းကဟိုတယ်တစ်ခုမှာတွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။အင်ဒိုနီးရှားသတင်းကနေကိုရီးယားကျွန်းဆွယ်ဘက်ကအခြေအနေကိုလည်းတင်ပြခြင်းပါတယ်။အမေရိကန်ပြည်ထောင်စုကိုမသက်ညာပဲစစ်တိုက်သွားမယ်လို့မြောက်ကိုရီးယားနိုင်ငံကဂျာတာပလီနီကချိန်ချောက်လိုက်ပါတယ်။ အမေရိကန်နဲ့တောင်ကိုရီးယားစီးရေးလေ့ကျင့်ခန်းမလုပ်ခင်မြောက်ကိုရီးယားကွန်မြူနစ်ပါတီသတင်းစာခေါင်းကြီးမှာအဲ့ဒီလိုသတိပေးတာကိုအစိုးရအာပေါ် KCNA သတင်းဌာနကပြန်လည်ဖော်ပြလိုက်ပါတယ်အမှုမြူလက်နက်ဆိုတာအမေရိကန်ပြည်ထောင်စုတခုတည်းကပဲချုပ်ကန်ရမှာမဟုတ်ဘူးလို့လည်းအဲ့ဒီအထက်မှာရေးသားထားပါတယ်ဒါအပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ဘေးကင်းလုံခြုံနေတယ်လို့ယူဆထားရင်အမှားကြီးမှားလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။အာရှသတင်းမြင့်ဝင်းဆောင်အကြောင်းကတော့ဒီလောက်ပါပဲ။ရှေ့လာမယ့်သတင်းပတ်ဒီလိုအင်္ဂါနေ့မှာပြန်လည်ဆုံတွေ့ကြရတာပေါ့ခင်ဗျာ။အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။အခုဆက်ပြီးကရင်နီတိုင်းရင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ ရှမ်းပြည်မြောက်ပိုင်းမူဆဲခရိုင်ကောင်းခါကျေးရွာမှာအာရမပြုကျင့်အသက်ခံခဲ့ရတဲ့ကချင်ကျောင်းဆရာမနှစ်ဦးအတွက် တလားပြည့်ဆူတောင်းပွဲကို လွိုက်ကော်မြို့နယ်ပန်ကန်းကျေးရွာမှာပြုလုပ်ခဲ့တဲ့အကြောင်းမြမဘာသာစာရန်ထိုးတင်ပြထားပါတယ်ရှင်။နော်ရှုသင်းနီသူနီတိကာကချီတူလီဟုထရာမူဘီဘရီနိုကေဘက်ချာမူဆက်တီယကုနနီပရညေကီယာလီကေဘရကူကာရူရာဘရမိုရီအပလော့ဒရီမီချာနီဘာချတ်တလဲတေချော့ဘူချော့ဘက်ပွဲဟေဒီ ကျွန်တော်တို့ဒီရဲ့စတောက်ပွင့်တော့ရဲ့ကြာရင်တော့သူတို့ရဲ့ဒီလိုပဲတခြားမြို့တမီလည်းဒီလိုမခါရဆက်ချင်းပြီးတော့ဒီလိုပဲသူတို့တက်ခါရတယ်ဆိုတော့ဒါငေးချရဲ့ဖြစ်စီပေါ့အကြတိခိုက်တယ်အဲ့ဒါကိုလည်းလူလူသိရောလဲကျွန်တော်တို့ပြတ်ချင်တယ်ကချီဆူလေဟောဆောင်မနမီပြေဒဲချူချာခရှိလေဦးလချာညီနာလေပိုတီလူပဲဘရခရရှိနေတဲ့ဟညီခွီတိုပဲဖြစ်တယ်မိချာပေစိတ်ပအိုပရမောပလော့ဘရဒီယာခူအူစာဒဝီဟီဒီဖုန် မတို့အခုကြားနေရတဲ့တရားခံကတော့ကျမတို့အတွက်လုံးတကယ်ကိုတိတိကျကျတရားခံမဟုတ်သေးဘူးကျမတို့ကတော့ဒီလိုပဲယူဆပါတယ်မြကီကူနဒေမီချီမီချီဒဘရမခူမာအလမေလဟီတိုရောဒေထူချာခရှိဒအတူတာတီနအိုလီတိုသူအလမေကျန်နအိုဖူနရောဥပတီဒအလေးတကေတဒူနီဘရမောနခွီတိုဘေဒယလတာပေစန္ဒဝေဟီဒီဖူနဒီနေ့မှာဆိုရင်ကျမတို့ကြည့်ရတဲ့မှာကလေးမျိုးသူကလေးလေးတကယ်မျိုးသမီးလေးတွေနဲ့မျိုးသမီးငယ်တွေအတွက်လည်း ်ဇိုးရကဖိနိတ်ရှင်းနေလည်းရှိနေပါသေးတယ်အကျန်းဖက်မှုတွေလည်းဖြစ်နေပါသေးတယ်ပေါ့နော်ဒီလိုမျိုးတွေနောက်ထပ်မဖြစ်အောင်လို့ကျမတို့တော့တောင်းဆိုချင်ပါတယ်တဲ့ကြောင့်ဘုကြောင့်ပဲပွေနသရီမီချဘီ 3.v ပါကာဒေါ်အီမနူလာပလူချီခရဖူတဲ့ကြောင့်ပဲဟိုနရောပရမောပလော့တဟီနာကရအိုနီဒီခလီဘီနူတဟေကြောင့်ဘုကြောင့်ပဲချင်းနီလူဖူနု ကရင်နီတိုင်းရင်းသားဘာသာအစီအစဉ်ဖြစ်ပါတယ်။ဒီညအတွက် RFA ရုံမြင့်တန်ရားအစီအစဉ်တွေလည်းဒီမှာပြီးဆုံးပါပြီ။ကြီးစုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။